ခုနသမကဆိုင်ရာမြမတန်အမတ်ကြီးဥကြုံမိုးထွန်းကိုအန်ဒရယ်ပြုတ်ရန်နောက်ကမှကြိုးကင်သူဟူနာမည်ထွက်ခဲ့သူမှာထိုင်းအရှေ့ဆိုင်မြန်မာလူမျိုးလက်နက်ပွဲစားဦးအေးကိုဆိုသူဖြစ်သည် ျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်စောင်းပါတစ်ပုဒ်ကတော့မြန်မာနောက်မှစုံစမ်းဖော်ထုတ်ရေးသားထားတဲ့လက်နက်ပွဲစားဆိုသူဦးအေးကိုရှေးတန်လက်တံဘလောက်ရှိသလဲဆိုတဲ့စောင်းပါပဲဖြစ်ပါတယ်၎င်းဒီစောက်လုပ်ရေးနှင့်ကုန်သွယ်ရေးလုပ်ငန်းများလုပ်ကိုင်သည့် AK ကုမ္ပဏီအုပ်စုပိုင်ရှင် ဖြစ်ကာတီတကူဆီယာတော်နှင့်ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်ဦးဒေစာအပါအဝင်စေဘိုကျောင်းဟောင်းအရှုံးနှင့်တွဲရိုက်ထားသည့်ဦးအေးကိုဤတပ်ပုံများလက်ရှိစေကောင်းဆောင်များဤထိုင်းနိုင်ငံခရီးစဉ်များတွင် ဥယေကိုပေါရင်ပတ်သက်ခဲ့ပုံများကိုမြန်မာနောက်မှရရှိထားသည်မင်္ဂလာပါဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ်၏အာဏာသိမ်းမှုကိုစတင်ကြောင်းခုလသမဂ္ဂတွင်ဖော်ထုတ်ပြောကြားခဲ့သည့်မြန်မာတံမတ်ကြီးဦးကျော်မိုးထွန်းကိုအန်ဒရယ်ပြုရန်ကြိုးပမ်းမှုတစ်ခုကို2021ခုနှစ်ဩဂုတ်လအတွင်းအမေရိကန်ဗဟိုထောက်လှမ်းရေးအဖွဲ့ FBI ကဖော်ထုတ်ခဲ့သည်မတရားထိန်းသိမ်းခံရထားရသူများချက်ချင်းလွတ်ပေးရေးနိုင်ငံတော်အာဏာပြည်သူ့တဟံပြန်လည်ရရှိရေးဒီမိုကရေစီပြန်လည်ရရှိရေးနဲ့ ီမိုကရက်တစ်ဖယ်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးဒီအရေးတော်ပုံကြီးအောင်မြင်ရေးကိုမိမိတို့အလွာအသီးသီးမှပြည်သူပြည်သားများ အားလုံးစီစီလုံးလုံးညီညီညွတ်ညွတ်နဲ့အတူတကွလက်တွဲဆောင်ရွက်နေတာကိုအထူးကျေးဇူးတင်ရှိပါတယ်ဆက်လက်ဆောင်ရွက်သွားကြဖို့ကိုလည်းမေတ္တာရက်ခံတိုက်တွန်းအပ်ပါတယ်ခင်ဗျာဒီရေးတော်ပုံမုတ်ချအောင်မြင်ရမည်ဖြစ်ပါတယ်ပြည်သူသားအဓိကပါအရေးတော်ပုံအောင်ရမည် ထိုအန်ရယ်ပြုရန်ကြိုးပမ်းမှုဖြင့်အသက်28နှစ်အရွယ်ဖြိုးဟိန်ထွန်းနှင့်အသက်20အရွယ်ရဲဟိန်းစော်ဆိုသည့်မြန်မာလူငယ်နှုတ်ကိုဖမ်းဆီးအရေးယူထားက၎င်းတို့နှုတ်ထံထိုင်းနိုင်ငံရှိမြန်မာလူမျိုးလက်နက်ပွဲစားတအုပ်ကအမေရိကန်ဒေါ်လာ4000လွှဲပေးခဲ့ခြင်းဖြစ်သည်ဟုအမေရိကန်တရားရေးဌာန၏နယူးယောက်တောင်ပိုင်းအစိုးရရှေ့နေရုံးကဩဂုတ်6ရက်တွင်သတင်းထုတ်ပြန်ခဲ့သည်။ထိုင်းအရှေ့ဆိုင်မြန်မာလူမျိုးလက်နက်ပွဲစား၏အမည်ကိုအမေရိကန်တရားရေးဌာနကထုတ်ပြန်ခြင်းမရှိတော့လဲ။ထို့သူမှာဥွေးကိုဖြစ်ကြောင်း FBI ၏စုံစမ်းစစ်ဆေးရေးတွင်ပါဝင်ခဲ့ပြီးနယူးယောက်မြို့ရှိမြန်မာတန်ယုံကိုအဝင်ထွက်ရှိသူတန်ဘကြီးဦးကျော်မိုးထွန်းနှင့်နှီးဆက်သူတို့ကအတည်ပြုခဲ့သည်မြန်မာနောင်ကရရှိထားသည့်အထောက်အထားများအရဦးအေးကိုသည် AK Company အုပ်စု Family A ကိုဆောက်လုပ်ရေး AK Construction and Industry Clarity Construction and Trading နဲ့အဇိုမန္တလေး Highway Company မန္တလေး Highway Construction Company တို့၏ဥက္ကဋ္ဌဖြစ်သည်ထို့ပြင်မြန်မာ Enterdash Sandora Services မြန်မာ Darian Tea နဲ့ Roly Manufacturing Company တို့တွင်လည်းဥယေကိုကဒရိုက်တာအဖြစ်ပါဝင်နေသည်။ယင်းဤမြုံနံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICAE မှတ်တမ်းများအရဥယေကိုပိုင်ကုမ္ပဏီအချို့တွင်၎င်း၏ဇနီးဖြစ်သူဒေါ်နန်းမြင့်မြင့်ဆိုးသည်လည်းဒရိုက်တာအဖွဲ့ဝင်ဖြစ်သည်။ဘန်ကောက်မြန်မာစစ်တမ်းယုံဤအနီးကပ်လူယုံ။ ဘန်ကောက်တွင်အခြေစိုက်သည်ဟုယူဆရသည့်ဦးအေးကိုမှထိုင်းနိုင်ငံရှိမြန်မာစစ်တပ်မှအဆက်ဆက်အားထားခဲ့သောလူယုံတအုပ်ဖြစ်ကြောင်းထိုင်းနိုင်ငံရောက်မြန်မာလုပ်သားများအရေးကိုကြီးဆောင်ရွက်သူတဦးကဆိုသည်သူကဝန်ထမ်းမဟုတ်ဘူးတန်ယုံနေမှာအမြဲတမ်းရှိတယ်အဓိကကကိုအေးကိုကစစ်တပ်မှအဆက်ဆက်ကိုလှုပ်ကြွေးရတာဟု၎င်းကပြောသည်စစ်တပ်မှများစေခိုင်းသည့်အလုပ်များကိုလုပ်ပေးရသူဦးအေးကိုမှအပေးယူနေဖြစ်စီးပွားရေးလုပ်ငန်းများလောက်ကန်ခွင့်ရထားကြောင်းထိုလုပ်ငန်းများတွင်နေဆက်ကုံသွယ်ရေးလုပ်ငန်းများလည်းပါဝင်ကြောင်း အထပ်ပါသတင်းရင်းမြစ်ကဆိုသည်စစ်တပ်ရုံးရဲ့လူယုံလို့ပြောလို့ရတယ်ဒါပေမဲ့စီးပွားရေးလုပ်ငန်းရှင်လဲလဲဝဲဝဲဖြစ်တယ်ကောက်ပွဲတွေဘာတွေစီစဉ်ပေးတာလဲသူတို့ပဲတဲ့စစ်ဘက်ကကောက်ပွဲတွေဘာတွေလာလာပြီးတော့လုတ်ခိုင်းနေထိုင်းစစ်တပ်နဲ့ဟိုဘက်ဒီဘက်ရှိတ်ပေးမှုတွေအဲ့ဒီလိုမျိုးတွေပါကောင်းပါမယ်ဟု၎င်းကပြောသည်မြန်မာနိုင်ငံကရရှိထားသည့်ဓာတ်ပုံအထောက်အထားများတွင်ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်ဥဒေဇာအပါဝင်လူပုဂ္ဂိုလ်အချို့နှင့်ကောက်ကင်းတစ်ခုအတွင်တွဲရိုက်ထားသည့်ဥဝေးကိုဤဓာတ်ပုံပါရှိသည်ထို့ပြင်ဥဝေးကိုသည် ထိုင်းနိုင်ငံရှိမြန်မာကောက်သည့်အသင်းဥက္ကဋ္ဌလည်းဖြစ်သည်ထိုင်းနိုင်ငံတွင်ပြုလုပ်သောတိမ်ကြောင်းအလူတစ်ခုသို့တက်ရောက်လာသည်ဆိုသောတီတကူဆရာတော်ဥညာဏိဒရနှင့်အနိကတွဲရိုက်ထားသည့်ဓာတ်ပုံတစ်ခုလည်းတွေ့ရသည်ထိုဓာတ်ပုံမှာမြည်သည့်အချိန်ကရိုက်ခဲ့သည်ကိုမှမသိရပေလက်ရှိအာနာသိစစ်ကောင်စီပြောရေးဆိုခွင့်ရှိနှင့်ပြန်ကြားရေးဒုရယာဝန်ကြီးဖြစ်သူပိုကျုပ်ဇော်မင်းထွန်းက2018ခုနှစ်အတွင်းကထိုင်းနိုင်ငံသို့လာရောက်ခဲ့ရာတွင်ဦးဝေးကိုအရက်သားဧည့်သည်တော်အဖြစ်တက်ရောက်ခဲ့သည်ကိုတွေ့ရသည် ရင်ကျေးမှုဖလဲရေးအစီအစဉ်ရထိုင်းစစ်တပ်၏ဖိတ်ကြားမှုဖြင့်လာရောက်ခဲ့သည့်ဗိုလ်ချုပ်ဇော်မင်းထွန်းကိုဦးဝေးကိုကတစုံတစ်ခု PS ရိုက်ကူးထားသည့်မှတ်တမ်းတပ်ပုံနှင့်ထိုင်းစစ်ဗိုလ်ကြီးများကိုလက်ဆွဲနှုတ်ဆက်နေသည့်ဦးဝေးကိုတပ်ပုံများလည်းတွေ့ရှိရသည်။ထို့အပြင်လေတပ်အကြီးအကဲဟောင်းများဖြစ်ကြသောဒုတိယဗိုလ်ချုပ်ကြီးသိန်းဝင်း၊ဒုတိယဗိုလ်ချုပ်ကြီးကျော်တန်းတို့နှင့်တွဲရိုက်ထားသည့်ဦးဝေးကိုမှတ်တမ်းတပ်ပုံအချို့ကိုလည်းမြန်မာနောင်းကရရှိထားသည်။အဆိုပါတပ်ပုံမှတ်တမ်းများနှင့်စာရွက်စာတမ်းအထောက်အထားများအရာ တံမကြီးဥကြုံမိုးထုံးကိုအန်တရယ်ပြုရန်အစီအစဉ်တွင်နောက်ကယ်မှကြိုးကင်သည်ဆိုသောဥွေးကိုသည်ခေအဆက်ဆက်စစ်ကောင်းဆောင်များနှင့်ယင်းဒီကျောင်းဝင်သူစစ်တပ်၏လုပ်ငန်းများတွင်ပါဝင်ပတ်သက်နေသည်ဟုယူဆရသည်ထို့ပြင်အမေရိကန်ဗဟိုထောက်လိုင်း၏အဖွဲ့ FBI ၏စုံစမ်းဖော်ထုတ်ချက်အပြင်မြန်မာနိုင်ငံကရရှိထားသည့်အချက်လက်များအရတံမကြီးဥကြုံမိုးထုံးကိုအန်တရယ်ပြုရန်အစီအစဉ်၏နောက်ကယ်တွင်စစ်တပ်ပါဝင်နေသည်ဟုယူဆဖွယ်ရာဖြစ်နေသည်အာဏာသိမ်းမှုကိုစတင်ကြောင်းခုလသမဂ္ဂတွင်ပြင်းပြင်းထန်ထန်ထုတ်ပေါ်ပြောကြားခဲ့သူဥကြုံမိုးထုံးကို ရာထူးမှထုတ်ပေကြောင်းစစ်ကောင်စီက February 29တွင် ထုတ်ပြန်ကြေညာခဲ့သည့်အပြင်နိုင်ငံတော်တစ္ဆာဖောက်ဖျက်မှုဖြင့်အမှုဖွင့်ကဖန်ဝရန်ထုတ်ခဲ့သည်ထို့ပြင်ဥကြုံမိုးထွန်း၏နေရာကိုစစ်မှုဒဏ်သက်26နှစ်ရှိဘုံမူကြီးအောင်သူတိန်ဖြင့်လဲလှယ်ခန့်အရန်ဇူလိုင်လအတွင်းစစ်ကောင်စီကအဆိုပြုခဲ့တော်လဲခုလသမဂ္ဂကလက်မခံခဲ့ပြီးစက်တင်ဘာလအတွင်းကျင်းပခဲ့သည့်ခုလသမဂ္ဂအထွေထွေညီလာခံ၌လဲစစ်ကောင်စီကိုစားပြုသူမြည်သူမြတ်တက်ရောက်ခွင့်မရခဲ့ပြီး အရေးသွေးညံပြင်းသည့်စောက်လို့ရေးကုမ္ပဏီပိုင်ရှင်ဦးဝေးကိုမှစစ်အာဏာရှင်ဟောင်းဗိုလ်ချုပ်မှုကြီးတန်းရွှေလက်ထက်ဗိုလ်ချုပ်ကြီးဟောင်းဦးသိန်းစိန်အစိုးရခေတ္တတွင်အငင်းပွားပွဲရာစီမံကိန်းများလုပ်ကင်ခွင့်ရရှိခဲ့သူဖြစ်သည်၎င်းပိုင်ကုမ္ပဏီကတာဝန်ယူတည်ဆောက်ထားသည့်လမ်းအချို့မှာမူအရေးသွေးပိုင်းနှင့်ပတ်သက်၍ဝေဖန်ခံရမှုများရှိခဲ့သည်ဦးဝေးကိုမိသားစုပိုင်းစောက်လို့ရေးကုမ္ပဏီသည်ဗိုလ်ချုပ်ကြီးဟောင်းဦးသိန်းစိန်အစိုးရလက်ထက်2012ခုနှစ်တွင်မော်လမြိုင်မှုတုံတန်ဖြူစီရဲ့ရေးလမ်းပိုင်း 112မိုင်လျှောက်ဖာလုံးကို BOD ဖြစ်လောက်ကင်ခွင့်ရရှိခဲ့သည်ရိုင်းငွေများထားနေသည့်အဆိုပါလမ်းပိုင်းတစ်နေရာတွင်ငားများဟန်ပြုတ်နေသည့်ဓာတ်ပုံကိုဒေသခံတအူးက2019၌ဖေဖော်ဝါရီလမှုကွန်ရက်တွင်တင်ခဲ့ရာလူအများသတိထားမိခဲ့ပြီးလွှတ်တော်တွင်မေးခွန်းမေးမြန်းသည့်အထိကြက်ရိုက်ခဲ့သည်မော်လမြိုင်မှုတုံတန်ပြူစီရဲ့လမ်းပိုင်းအရေးသေးမမီ၍အေဂိုမီသားစုဆောက်လုပ်ရေးကုမ္ပဏီကိုအရေးယူရန်ရှိမရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်မောင်ပြေနယ်မဲဆန္ဒနှင့်အမှတ်2ကိုယ်စားလှယ် ဒေါ်နွနွေအောင်က2019အောက်တိုဘာတွင်အမျိုးသားလွတ်တော်၌မေးမြန်းခဲ့သည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရက2019တွင်အေကိုမိသားစုစောက်လုပ်ရေးကုမ္ပဏီကိုမော်လမြိုင်မှုတုံတန်ပြူစီရက်38မိုင်လမ်းပိုင်းအတွက်သာလောက်ခွင့်ပြုသည်ဟုစာချုပ်ပြင်ဆင်ရှုပ်ဆိုခဲ့တော်လဲရင်းကုမ္ပဏီကတာဝန်ယူထားသည့်ထိုလမ်းပိုင်းတွင်အရေးသေးမှတ်မိသည့်ပြဿနာများဆက်ရှိနေခဲ့သည်2019ခုနှစ်အတွင်းကမွန်ပြည်နယ်လွတ်တော်၌လည်း ကုမ္ပဏီတာဝန်ရှိသူများကိုခေါ်ယူ၍ BOD စာချုပ်ပါစည်းကမ်းကိုလိုက်နာရန်စဲချင်းထက်မနေတတိပေးခဲ့တော်လဲလိုက်နာဆောင်ရွက်ခြင်းမရှိဟုတထုံမြို့နယ်ပြည်နယ်လွတ်တော်မဲဆန္ဒနယ်အမှတ်နှစ်ကိုစလဲဦးအောင်ကျော်သူကမြန်မာနောင်းကိုပြောသည်ဦးရေးကိုဆောက်လုပ်ရေးကုမ္ပဏီကတာဝန်ယူထားသည့်လမ်းပိုင်းအတွင်းရှိမော်လမြိုင်မှုတုံလမ်းတွင်စာချုပ်စည်းကမ်းရလေးလမ်းသွားနိုင်လွန်ကတ္တရာခင်းရမည်ဖြစ်တော်လဲလမ်းလေမြင်းနှင့်ကက်လျက်အသွားအပြန်နှစ်လမ်းကိုသာကတ္တရာခင်းထားကြောင်း၎င်းကဆက်ပြောသည် လမ်းလယ်မှာခုံးနေတော့ရင်မတော်တဆမှုတွေအချိန်ပေါင်းမြုံများစွာဖြစ်တာပေါ့ဖြစ်တဲ့အခါမှာဆိုရှယ်မီဒီယာမှာအော်ကြပြကြတော့ကုမ္ပဏီကိုအရေးယူပေးဖို့မလုပ်ဘူးဆိုရင် BOD ကိုပယ်ဖြတ်ပေးဖို့အဆင့်ထိလုပ်ခဲ့ဘူးတဲ့ဟုဦးအောင်ကျော်သူကပြောသည်ထို့အထက်တွင် AK ကုမ္ပဏီ၏ဘန်ကော့ဂရိတ်မြောက်ရီလမ်းမကြီးကိုအရေးသွေးမီပြုပြင်မှုမရှိဘဲလမ်းအသုံးပြုကသာကောက်နေသဖြင့်လမ်းကြီးတောင်းသည့်ဂိတ်တချို့တွင်ခရီးသွားများနှင့်အရှင်းများခဲ့ဘူးကြောင့်ဦးအောင်ကျော်သူကပြောသည်ပုံမှန်အရသာကားတွေကတော့တိတ်ပါမှမလုပ်ဘူး စဲယုံပဲစဲလို့ရတာပေါ့ဒါပေမဲ့လက်နက်ကန်အဖွဲ့အစည်းကားတွေကြတော့မခံနိုင်တော့ဂိတ်ကလူတွေကိုဖမ်းခေါ်သွားတယ်လို့ကြားဘူးလေပေါ့နော်2010ဝင်းကျင်ကာလတွေမှာပေါ့ဟု၎င်းကပြောသည် DICA 2019ဒီဇင်ဘာလမှတ်တမ်းအရဦးအေးကိုပိုင်ကုမ္ပဏီသည်ဘန်အန်ကော့ဂရိတ်မြောက်ရီလမ်းပိုင်းဘန်အန်နှင့်မော်လမြိုင်ကိုဆက်သွယ်ထားသည့်ကော့ကြိုက်ဇာတပြင်းနှင့်အိန်ဒူဇာတပြင်းမော်လမြိုင်လမ်းပိုင်းတို့ကိုလည်းလောက်ပိုင်ခွင့်ရရှိထားသည်2020အော်တိုဘာလထုတ်နိုင်ငံပိုင်မြန်မာအလင်းသတင်းစာပါစောင်းပါတပုတ်အရာ ဗန်မြို့မှအိန္ဒုလမ်းဆောင်အထိလမ်းပိုင်းကို24ပေအကျယ်နိုင်လွန်ကတ်တရာလမ်းအဖြစ်အဆင့်မြင့်တင်ရန်လောက်ပိုင်ခွင့်ရထားသည်။၅ရန်ကနေပါစွာဖြင့်နိုင်ငံပိုင်ဟိုတယ်များလောက်ကန်ခွင့်ရခဲ့သူ။ဦးအေးကိုသည်ဦးတန်းချီအစိုးရလက်ထက်တွင်မန္တလေးမြို့ရှိအထင်ကရဟိုတယ်များဖြစ်သော The Prince Hotel နှင့် Hotel Mandalay တို့အပါအဝင်ရွှေမန်းတောင်ကောက်ကွင်းဘန်ကောက်ဂရိတ်မြောက်ရီလမ်းမကြီးပြင်ဆင်ဖောက်လုပ်မှုလုပ်ငန်းများကိုလောက်ကန်ခွင့်ရခဲ့ကြောင်း ထိုကာလအတွင်းရေးသားခဲ့သည့်အေယာဝတီသတင်းဌာန၏သတင်းပုတ်တွင်တွေ့ရသည်။မန္တလေးတိုင်းဒေသကြီးစရင်စရုပ်၏2019-2018အစည်းအဝေးခန်းစာအရအိုးအေးကိုလုတ်ပိုင်ခွင့်ရရှိထားသည့်မန္တလေးမြို့ရှိနိုင်ငံပိုင်ဟိုတယ်များ၏ငားရမ်းကနှုံထားများမှာကာလပေါက်ဈေးထက်လွန်စွာနည်းပါးနေ၍ပြည်သူ့ဗန္ဒာငွေထိခိုက်ဆုံးရှုံးမှုရှိနေသည်။အိုးအေးကိုပိုင်ကုမ္ပဏီသည်မန္တလေးမြို့၏အဓိကလမ်းမကြီးများပေါ်ရှိ The Prince Hotel ကိုတလကျက်၄သိန်းဖြင့်နှစ်ပေါင်း20ဟိုတယ်မန္တလေးကိုတလကျက်၃သိန်းကျော်ဖြင့် နှစ်30လောက်ပိုင်ခွင့်ရထားခြင်းကိုနထောကြီးမြို့နယ်အမတ်တိမဲဆန္ဒနယ်ကိုယ်စားလှယ်ဒေါ်ငိမ့်ငိမ့်သက်နယ်ကမန္တလေးတိုင်းဒေသကြီးလွတ်တော်၌ဆွေးနွေးတင်ပြခဲ့သည်။တိုင်းလွတ်တော်တွင်ဆွေးနွေးခဲ့ပြီးနောက်ငားရန်ခွင့်ကုံဆုံးတော်မည် The Prince Hotel ကိုတလ9ကကျပ်6သိန်း3000အထိပေးရန် AK Company ကသဘောတူခဲ့တော်လဲလောက်ပိုင်ခွင့်ကို20နှစ်မှနှစ်ပေါင်း80အထိတိုးပေးရန်တိုင်းအစိုးရက2016ခုနှစ်မတ်လတွင်သဘောတူခဲ့ရသည်။၂၀၂၈ခုနှစ်တွင်မှလောက်ကန်ခွင့်တက်တန်းကုံပြီးဟိုတယ်မန္တလေးငားရန်ကကို 2019-2018ဘန်နာနှင့်2019 April တက်မှစ၍တလလင်းကျက်9သိန်းခန့်သာ တိုးပေးရန်ဦးဝေကို၏ AK ကုမ္ပဏီကသဘောတူခဲ့သည်နောက်တစ်ခုကတော့ရွှေမန်းတောင်ကောက်ကင်းပါတရားတိဒသမ6လျှောက်မြေအေကကိုနိုင်ငံတကာအဆင့်မီဟိုတယ်ဆောက်လုပ်ဖို့ခွင့်ပြုထားတယ်လို့သိရပါတယ်အဲ့ဒီမြေဟာလည်းကာလတန်ဖိုးထက်အစမတန်နည်းနေတယ်လို့သိရပြီးစာချုပ်ကအစိုးရအကူအပြောင်းဦးသိန်းစိန်အစိုးရလက်ထက်မှ NLD အကူအပြောင်းစကူးမကူမှာရှုပ်ဆိုခဲ့တာပါဟုတ် ဒေါ်ငိမ့်ငိမ့်တက်နယ်ကတိုင်းဒေသကြီးလွတ်တော်၌ဆွေးနွေးခဲ့သည်အခြားသူတို့ဦးမတ်ပုံတင်ဖြစ်အသွင်ပြောင်းထားသူခုလသမဂ္ဂဆိုင်ရာမြန်မာတမ်းမတ်ကြီးဦးကျော်မိုးထွန်းကိုအန်တရယ်ပြုတ်ရန်အစီအစဉ်တွင်နောက်ကွယ်မှာပါဝင်ခဲ့သူမှာလွန်ခဲ့သည့်နှစ်40ခန်းကအခြားသူတို့ဦးမတ်ပုံတင်ဖြစ်အေးကိုဟုအသွင်ပြောင်းထားသူဖြစ်ကနာမည်ရင်းမှာဦးဇာနီအောင်ခသူရအောင်ဖြစ်သည် ။ဦးဝေးကိုအစ်စ်နဲ့အတူနှစ်ဦးစလုံးမှာအထက်ကတက်သင်ငန်းကျွန်းចောင်းသားဟောင်းများဖြစ်သည်ဟုသိရကြောင်းဦးဝေးကိုအစ်စ်မှာလွန်ခဲ့သောတနစ်ခန့်က ဆုံးပါသွားပြီဖြစ်ကြောင်းတတင်းရင်းမြစ်တအူးကမြန်မာနောင်းကိုပြောသည်။အခြားသူဤနိုင်ငံသားအထောက်ထားဖြစ်အသွင်ပြောင်းထားသည့်ဦးဝေးကိုတစ်ဖြစ်လဲဦးဇာနီအောင်မှာအသက်60အရွယ်ရှိပြီဟုလည်း၎င်းကပြောသည်။ဦးကျော်မိုးထွန်းကိုအန်ဒရယ်ပြုရန်အစီအစဉ်လူသိရှင်ကြားပေါ်ထွက်လာရမှတစဉ်လက်နက်ပွဲစားဟုနာမည်ထွက်လာသူဦးအေးကိုသည် အထက်ကတစ်သင်္ကန်းကျွန်းဤဆရာကတော်ဘွဲ့သို့နှစ်စဉ်နီးပါးလာရောက်ကမတီငွေ730အထိလူဒန်းလေးချီသည့်အပြင်အိုးအေးကိုအစ်စ်ကိုလည်းထောက်ပံ့တတ်သည်ဟုဆိုသည်လာစဉ်ငွေကြီးထောက်ပံ့တာပါဆရာကတော်ဘဲကာလဆိုအိုးအေးကိုအစ်စ်ဤအိမ်ကိုပေါ်တင်လာတယ်မဟုတ်ရင်ကြောင်းနောက်ပေါက်ရှိတယ်အဲ့ဒီနောက်ဖေးပေါက်ကနေလာလာပေးတယ်သူကိုယ်တိုင်လာတာများတယ်ဟုအထက်ပါသတင်းရေးမြစ်ကပြောသည်အိုးအေးကိုအစ်စ်မှာအထက်ကတစ်သင်္ကန်းကျွန်းဤဝန်ထမ်းတအုပ်ဖြစ်ကြောင်း လက်နက်ပွဲစားဟုနာမည်ထွက်သူဦးအေးကိုဤနေအိမ်မှာလဲအာတကတက်တင်ငန်းကျွန်းចောင်းဤမျက်နှာရှင်းဆိုင်ပတ်တင်ရှိကြောင်း၎င်းကစိုက်ပြောတော်လဲမြန်မာနောက်အနေဖြင့်တီးကြားအတည်ပြုနိုင်ခြင်းမရှိပေဥဇာတီအောင်မှလွန်ခဲ့သည့်နှစ်40ခန်းကရန်ကုန်ကြောင်းမြတ်လောကတွင်ကျင်းလည်ခဲ့ပြီးငွေကြီးအချုပ်ချင်းကြုံရခြင်းတွင်ဦးအေးကိုအစ်စ်ထာမှမှတ်ပုံတင်နှင့်ကိုရီးအချက်လက်များကိုရယူ၍ဘဝခရီးဆက်ခဲ့ခြင်းဖြစ်သည်ဟုလဲထိုးတည်င်းရင်းမြစ်ကပြောသည် ကျောင်းမြက်လောကတွင်ပြဿနာတက်ခဲ့ပြီးနောက်ဦးအေးကိုသည်တိုင်းရင်းသားလက်နက်ကင်အဖွဲ့အစည်းတစ်ခုရှိရာရှမ်းပြည်နယ်အရှေ့ပိုင်းသို့တွားရောက်ခါရှေးရဖြောင့်နေခဲ့သည်ဟုလည်း၎င်းကပြောသည်။မောင်ခိုကိစ္စမှန်သမျှအကုန်လုပ်တယ်လို့ပြောတယ်ဗျ။အဲ့ဒါကတကယ်လို့ပြောတယ်။မောင်ခိုလုပ်ငန်းမှန်သမျှရန်ကုန်မှာအကုန်လုပ်ခဲ့တယ်။ရန်ကုန်ကနေထွက်ခွာပြီးနောက်ပိုင်းမှာလည်းဆက်ပြီးတော့လုပ်နေတယ်ဟု၎င်းကပြောသည်။မြန်မာနောက်မှဆောင်းပါဖြစ်ပါသည်။